ခန်းသိန်းကြာချိန်တွေကလည်းတဖြည်းဖြည်းနဲ့ပို့ပို့ပြီးနည်းလာတယ်ဗောနော်အဲတချို့နေရာတွေမှာဆိုရင်ပြောကြရတယ်မိနစ်20ပဲကြာတယ်အေးဆေးအေးဆေးအဲမင်္ဂလာပါဒါ KNU တက်မှသုံးနေမြေတဲကကွမ်းစိတ်စခန်းကိုတလိုင်းတက်ဖွဲ့ပူပေါင်းတက်ဖွဲ့တွေကဗောနော်ထပ်ပြီးတော့တင်ပိုက်လိုက်ပါတယ်ဆိုတော့မင်္ဂလာသတင်းလဲ ကြားရတယ်ဗောနော်ညသိန်းတာကတော့မနေ့ကမနေ့ကနေ့ကသိမ့်ပိုက်ပြီးတာဗောနော်ဒါပေမဲ့အဲသိမ့်ပိုက်ပြီးပြီးချင်းမှာတော့ကျွန်တော်တို့တည်ရတာရှိတယ်ဒါပေမဲ့လည်းခုနလိုပေါ့တက်ဖွဲ့တွေကတရားဝင်ထုတ်ပြန်တဲ့ခါကြမှာဒါလင်းအခုလိုပြောတာဗောနော်ဒါကြတော့အဲဒီစကန်တစ်ခုဒါအခုဆိုရင်တော့စကန်နေသိမ့်နေဆိုတဲ့ဟာကတိတ်တော့လေထူးဆန်းတာတော့မဟုတ်တော့ဘူးဟောတောက်လျှောက်သိမ့်နေတာဟုတ်အခုနောက်ပိုင်းဆိုရင်ပူဆိုးတယ် ဒီနေ့တစ်ခုသိမ်းတယ်ဆိုရင်နောက်နေ့ကျရင်နောက်တစ်နေရာမှာနောက်တစ်ခုသိမ်းတယ်အဲနောက်တစ်နေ့ကျရင်နောက်တစ်နေရာမှာတစ်ခုသိမ်းတယ်အဲ့လိုပုံစံမျိုးဖြစ်နေတာပြီးရင်သိမ်းလိုက်တဲ့ဒီစကန်သိမ်းကြာချိန်တွေကလည်းတဖြည်းဖြည်းနဲ့ပို့ပို့ပြီးနဲလာတယ်ဗောနော်အဲတချို့နေရာတွေမှာဆိုရင်ပြောကြရတယ်မိနစ်20ပဲကြာတယ်အေးဆေးအေးဆေးအဲဒါမျိုးပြောတဲ့ဟာတွေရှိတယ်တချို့စကန်တွေဆိုရင်သွားတိုက်စရာမလိုပဲနဲ့ထွက်ပြေးသွားတာရှိတယ်။အဲတိုက်မယ်ဆိုပြီးတော့အားခဲပြီးတော့သွားတိုက်တဲ့ခါကျတော့စကန်ပေါ်မှာဘာမှမရှိတော့ဘူးအလောင်းနေထားခဲ့တယ်။ က်နဲ့တွေထားခဲ့ခဲရန်တွေထားခဲ့တယ်အချို့ကလည်းယူသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ထွက်ပြေးသွားတဲ့ဖြစ်စဉ်မျိုးတွေလည်းအများကြီးဖြစ်လာတယ်ပေါ့နော်အဲလောကလာနဲ့ချီပြီးတက်ရလောက်မယ်လို့ထင်တဲ့စကန်းတွေကလည်း၄၅၆ရက်နဲ့အပြတ်ဖြတ်လိုက်နိုင်တာတွေရှိတယ်အဲဒါတမလေးတရားဆိုရင်ထိတာစကန်းဆိုရင်ပြောင်းမှုဥစည်းပြီးတော့အင်အားတရာကျော်ရှိရဲစကန်းအဲစကန်းဆိုရင်6ရက်လောက်နေပဲအပြတ်အသက်လုံးဝတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်ပြောင်းမှုပါပြင်းအဲ့လိုအနေထားဖြစ်သွားတယ်ပေါ့နော် ပြောပြောတာပြောရတာဟိုဘက်မှာတော့ဒီဟာမကြသေးဘူးသူကအဲ့လိုအခုဆိုလိုက်တာ GNU တက်မှာ၃နဲ့ကနောက်ထပ်စကန်တစ်ခုကိုတက်ခိုက်သိမ့်ပိုက်နိုင်တယ်ဗောနော်အဲ့တော့အခုနောက်ပိုင်းမှာ GNU ရဲ့ဒါတိုက်ပွဲဖြစ်စဉ်တွေကိုသတိထားမိတယ်ဗောနော်ထားမိရဲ့ချိန်လိုက်ပြီးတော့စဉ်းစားကြည့်တော့ဒါတက်မှာတွေတော်တော်များများအကုန်ပါဝင်လာပြီးအကုန်လုံးစုံလာတယ်ပြီးတော့အကုန်လုံးအောင်မြင်မှုတွေရနေတယ်ဆိုတော့ပုံစံမျိုးရေကျွန်တော်မြင်ရတယ်ဗောနော်ထိထားဆိုရင်တက်မှာ၄ဗောနော်အခုကွန်စိတ်စကန်ဆိုရင်တက်မှာ၃ပြီးရင်မော်ဖားသူဆိုရင်တက်မှာ9အခု GNU တက်မှာ6မှာလဲကော့ဂရိတ် ကော့ဂရိတ်ဆိုရင်လည်းအကုန်လုံးကသတင်းတာမထုတ်ပြန်သေးတာပေါ့နော်သတင်းကောင်းတွေကတော့တော်တော်များများသိနေကြပါတယ်ဒါကလည်းတကယ်ကောင်းတယ်ကောင်းတယ်ဆိုတာဒီဟာနဲ့ပတ်သက်လို့လည်းလွန်ခဲ့တဲ့လင်းရက်တုန်းကဒါ KNU ကနေပြီးတော့ဒီဟာနဲ့ပတ်သက်လို့ပေါ့နော်သတင်းတွေမထုတ်ပြန်ပါနဲ့ပြီးတော့ကြတော့ဒါ interview ဖြည့်ဆို့မှုတွေမလုပ်ပါနဲ့ဆိုပြီးတော့ဒါခုနလိုပေါ့နော်ပန်ကြားထားတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်တောင်းဆိုတာလည်းရှိတယ်အဲကြတော့မြေပြင်မှာတော့သိကြတယ်အဲဒါပေမဲ့မပြောကြဘူးပေါ့နော်အောင်မြင်မှုရပါပြီဆိုတဲ့ခါကျရင်အပါတရားတွေပြောကြဖို့ရှိတယ်ပေါ့နော်အဲ့တော့အိုက်ဘတ်ချမ်းမှာဆိုလဲ ဒါအခုတက်လာတဲ့သတင်းတွေအရဆိုရင်ကိုပဲ concrete မြို့နယ်တစ်ခုလုံးမှာတိုက်ပွဲတွေပြင်းထန်နေတယ် point တွေ point တွေအများကြီးကိုဒါတိုက်ပွဲဝင်နေရတာရှိတယ်အောင်မြင်မှုအတန်တွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့ကြတော့အဲထိခိုက်ဆုံးရှုံးမှုလည်းရှိတယ်အဲ့ဒါတော့ဒါတိုက်ပွဲထဲမှာဒါမရှိဘူးလို့ပြောရင်ယုံကြည်မရှိတာကြတယ်ပေါ့နော်အဲ့ဒါကြတော့ဒီလောက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာထိခိုက်ကတော့ရှိတယ်အဲ့တော့ကြတော့မြေပြင်မှာတိုက်နေရတဲ့တပ်ဖွဲ့တွေကတကယ် ကြိုးစားပန်းစားနဲ့အသက်တွေရင်းပြီးလုပ်နေကြတဲ့အချိန်မှာဒီတပ်ဖွဲ့တွေကဘာဖြစ်တယ်ဟိုတပ်ဖွဲ့တွေကဘာဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ရှောင်ရှားကြရအောင်ပေါ့နော်ပြီးတော့အားလုံးကိုကျွန်တော်တို့အတူတူရှိပေးကြရအောင်ဒါမှဒါဆရာနာရှင်စနစ်အမြင့်ပြတ်ဖို့အတွက်ကိုကျွန်တော်ရည်မှန်းချက်အောင်မြင်မှာဖြစ်တယ်ပေါ့နော်အဲတော့ဒါတပ်မတွေအားလုံးကအခုဆိုတော်တော်များပါလာတယ်အရင်ဆိုရင်တပ်မခွန်ဆိုရင်အားလုံးကပြောကြတယ်ပေါ့နော်ခွန်ကမတိုက်ဘူးလားဘာလားညာလားဒါပေမဲ့အခုဆိုစကန်းနေတိန်းတာမျိုးတွေအထိလှုပ်လာနေပြီအဲတော့ကျတော့ ်တမ်းမာတွေအားလုံးပေါင်းစည်းလာတယ်ဆိုတဲ့ဟာကိုလည်းမြင်ရတယ်ပေါ့နော်အဲတော့ဒါကနောက်ဆုံးအခွင့်အရေးဆိုတဲ့ဟာကိုအားလုံးကတိလာကြတယ်ဆိုတဲ့သဘောပဲပေါ့နော်အပြီးတော့ဒီတစ်ခုတည်းတင်လားဆိုတော့မဟုတ်ဘူးအခြားနေရာတွေမှာကြည့်မယ်ဆိုရင်လည်းအားလုံးကစုပေါင်းပြီးတိုက်လာတဲ့အနေအထားတွေမြင်ရတယ်ပေါ့နော်အေးဆိုရင်အချင်းတက်ဖွဲ့တွေနဲ့ဘလို့ပေါင်းစည်းပြီးတော့တိုက်နေတယ်လေပြီးရင် AR ဝီဘကိုးမကွေးအဲဒီဘက်ကတက်ဖွဲ့တွေနဲ့ ဘယ်လိုမျိုးပူပေါင်းပြီးတော့တိုက်နေသလဲထုတ်ပြန်တဲ့အပိုင်းတွေမှာဆိုရင်တော့မှပဲအရင်တော့အာခတ်တက်တော် AA အနေနဲ့လို့ပြောတာကနေအခုဆိုရင်ကျွန်တော်တို့ပူပေါင်းတက်ဖွဲ့တွေအနေနဲ့ဆိုရပြောလာတဲ့အဆင့်တွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ပူပေါင်းပြီးတော့တိုက်တဲ့ပုံစံမျိုးတွေကပုံများလာတယ်အခုချင်းတက်ဖွဲ့တွေဆိုရင်လည်းမြေပြန့်ကအဖွဲ့တွေနဲ့ဒါပေါင်းပြီးတော့တိုက်တဲ့ဟာတွေရှိတယ်ပေါ့နော်မြေပြန့်ကတက်ဖွဲ့တွေဆိုရင်မြေပြန့်အဖွဲ့၁၆နှစ်ဖွဲ့လောက်ကဒီဗလန်းမျိုးသိမ်းမှာပါခဲ့တာပေါ့နော်အဲ့ကြအဲ့လိုမျိုးဒါအတူတူစုပေါင်းပြီးတော့တိုက်တဲ့ပုံစံမျိုးတွေကအများကြီးမြင်လာနေရတယ် ပြီးတော့ KIA ဘက်မှာဆိုလဲဒီပုံစံပဲဒီသဘောပဲအဲ့လိုမျိုးဟာမျိုးတွေများလာလေလေအောင်မြင်မှုတွေကပို့ပြီးတော့ကြီးလာလေလေပဲပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့ကုနိုင်တာတွေကုကြမယ်လုံနိုင်တာတွေလုံကြမယ်ဒီလိုမျိုးအောင်မြင်မှုသတင်းတွေကိုစောင့်စားပြီးတော့အပတ်တရားမျှဝေကြမယ်ပေါ့နော်အဲတစ်ဖက်မှာကျွန်တော်တို့ဒီလိုပြောတဲ့ဟာတိုင်းမှာပေါ့တစ်ဖက်ကကောင်တွေကဝါဒဖြန့်နေရရှိတယ်အဓိကတော့ဒါဒီတက်ပြွာမှုဆိုရင်လေခုနကလိုကာသမာဖြစ်လို့ဖြစ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလုံတယ်အဲပြီးတော့သူတို့အချိန်သူတို့ဘက်မှာဆိုရင်အခုချိန်ဒီ ဒီစကန်းတွေကမကြသေးဘူးအပြည့်ထန်ခုခံနေတော့မယ်ဆိုတဲ့ပုံစံမျိုးတွေမြင်ရတယ်ဗောနော်အဲ့တော့သူတို့ရဲ့ဝါဒဖြန့်မှုတွေကိုကျွန်တော်ဒီဘက်ကအစ်စ်အမှန်နေနဲ့ပြန်ပြီးတော့တိုက်ထုတ်ရမယ်အဓိကတော့မီဒီယာတိုက်ပွဲမှာကျွန်တော်တို့ရဲ့အားလုံးပါဝင်သင့်တယ်ဗောနော်အဲပြီးတော့ဒီတပ်ဖွဲ့တွေကတောင်းဆိုထားတဲ့ဒါတချို့အကြောင်းအရာလေးတွေဆိုရင်ကျွန်တော်တို့ဆောင်ထင်းရမယ်ဗောနော်အခုဒါဆောင်ထင်းကြတာတွေမြင်ရတာ တွေ့တဲ့အတွက်လည်းပေါ့နော်တကယ်ကိုအာအတက်ရတယ်ပေါ့နော်အတက်ရမှာတော့ပြည်သူတွေအကုန်လုံးကနားလည်လာကြပြီဆိုတဲ့အတွေ့အမျိုးတွေလည်းရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဝန်သားစရာတင်းတွေကအချိန်တက်ပြီဆိုရင်သူကသူထွက်ပေါ်လာလိမ့်မှာပေါ့နော်အဲ့ခါကျရင်တော့ကျွန်တော်တို့အာဘာဒီယာမျှဝေကြတာပေါ့နော်နောက်တစ်ခုကတော့ဒါမီဒီယာတိုက်ပွဲလို့ပြောမယ်ဆိုရင်အခုဆိုစစ်ကောင်စီဘက်ကလည်းဒီမီဒီယာဘိုင်းနဲ့ပတ်သက်လို့တော်တော်လေးကိုပြင်းပြင်းထန်ထန်သူတို့လုပ်နေတဲ့ဟာတွေလည်းတွေ့ရတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒါအဲ UTC ဒါအဖွဲ့တွေကိုပေါ့နော်သူကစစ်ပညာသင်တန်းပေးတဲ့ဟာမျိုးတွေကိုသူကတခုတ်တရနဲ့ င်တာဗျူးတွေ live view တယ်ပြီးရတဲ့အဲ့ဟာကနေပြီးတော့ဘလိုမျိုးသူတို့တွေကျင်နေကြတယ်ပျော်ရွှင်ကြတယ်ဒါကအခွင့်အရေးဖြစ်တယ်ပေါ့နော်အဲ့ပြီးတချို့ဆိုဖြေထားသေးတယ်သူကပါလေဒီကျောင်းပညာရက်တွေမဟုတ်ဘူးပေါ့နော်စစ်နဲ့ပတ်သက်တဲ့ဟာမျိုးတွေအားစားသူတို့တွေတိသွားတဲ့အတွက်ပေါ့နော်ဒါကအတုံးဝင်တယ်တို့အကျိုးမြတ်ရတယ်တို့အဲ့ပြီးတော့ကျတော့ဒီ uniform ကိုဝတ်ချင်နေတာဖြစ်တဲ့အတွက်ဝတ်ခွင့်ရတာကျေနပ်တယ်တို့ပြီးရင်ဒီစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့တိသွားတာဖြစ်တဲ့အတွက်သူတို့အတွက်အရန်အကျိုးများတယ်တို့ပြောထားတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော် မထင်နဲ့အဲ့ဒါကသူတို့အတွက်အသေးခံခိုင်းမကောင်နေဖြစ်သွားမှာအဲ့ဒါကိုကောင်းကောင်းနားလည်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့တွေကလုံးဝစစ်တပ်ကိုထောက်ခံနေတာမျိုးဘုံမနေတာမျိုးဆိုရင်တော့လေကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကကြိုးဆိုပါတယ်ပေါ့နော်အဲ့ဒါကြတော့ခုနလိုဒါလက်ဘူးတိုက်ပြီးတော့တင်ပေးလိုက်တဲ့ကောင်ကတော့တိုက်ပွဲထဲရောက်လာပြီဆိုရင်ဘလောက်ထိလုံနိုင်မလဲဆိုတော့ကိုဒါမြင်အောင်သေးတယ်ပေါ့နော်အဲသူတို့တွေကိုနောက်ဆုံးမှအတုံးချမဲ့ပုံစံမျိုးကအခုဒါကျွန်တော်တို့ဒီ ပန်တော်ကြီးဘက်မှာဖြစ်နေတဲ့အနေထားအတိုင်းပဲပေါ့နော်ဒါဒီလိမျက်နှာဘက်မှာဖြစ်တဲ့ပုံစံအတိုင်းပဲပြည်သူစစ်မှုတန်းဆိုတဲ့ပုံစံမျိုးနဲ့ဒါတင်တန်းနေတက်ခိုင်းနေတက်ခိုင်းပြီးရတဲ့အဲ့အဖွဲ့တွေခြေတက်နဲ့မခြေတက်နဲ့ပြန်စုပြီးတော့တိုက်ခိုင်းနေအခုဆိုရင်လူတွေလိုက်စုနေတယ်အဲထွက်ပြေးခွင့်မရဘူးပေါ့နော်ဒါမှမဟုတ်အဲ့ရမတက်ဖဲနဲ့အဲအဲ့တင်တန်းနေမတက်ဖဲနဲ့ရိုးရိုးပဲနေတဲ့ပြည်သူတွေဆိုရင်ရှောင်းတင်းသွားကြတယ်ဒါပေမဲ့တက်ထားတဲ့သူတွေကိုလုံးဝအဲ့လိုမျိုးရှောင်းတင်းခွင့်မပေးဘဲနဲ့တိုက်ပွဲတွေကိုပြန်ပြီးတော့တွင်းမိုးအတွက်ကိုပြင်ဆင်နေတဲ့ဟာတွေရှိတယ်အဲ့တော့ခုနကလိုမျိုး UTC အဖွဲ့တွေကိုလည်းအဲ့လိုမလုပ်ဘူးလို့ထင်လို့လား အကုန်လုံးတော့လိုက်ပြီးတော့ပေါ်တာဆွဲပြီးတော့ဒါတိုက်ပွဲဝင်ခိုင်းနေတဲ့အနေထားမှာဒီလိုမျိုးកောင်မျိုးတွေဆိုသူတို့ကပိုတော်မှပျော်သေးတယ်အဲ့တော့ကျတော့ကိုကိုကိုဘယ်အချိန်ကြီးရောက်လို့ရောက်နေမှမသိတဲ့သူတွေကတော့ဒါခုနကလို့အဆုံးသက်လှမှာမဟုတ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကတော့သေးကြတဲ့ရန်သူစစ်စစ်တာဖြစ်ပါစေရန်သူလိုလိုမိတ်ဆွေလိုလိုတော့မလုပ်နဲ့ပေါ့နော်ရန်သူစစ်စစ်တာဖြစ်ပါစေကျွန်တော်တို့ဘက်ကတပ်ဖွဲ့တွေကတော့ကျုံးပါပဲအဲ့ဒီခါကျရင်တော့ခုနကလို့ အဆင်ပြေနိုင်စရာအကြောင်းမရှိဘူးတပ်ဖွဲ့တွေကတဖြည်းဖြည်းနဲ့စွမ်းရည်တွေပြည့်ဝလာပြီပေါ့နော်အဲအဲ့ဒီသတင်းတွေကလည်းတကယ်အားရကြာကောင်းတဲ့သတင်းတွေဖြစ်တယ်နောက်တစ်ခုကစကိုင်းမှာတောက်စားပြီးပြန်လာတယ်ပြူစောတိအဖွဲ့အဲဟုတ်တယ်နော်ပြူစောပြူပြူအဖွဲ့အဲပြူကောင်းဆောင်တယောက်တည်တယ်ပြီးခုနှစ်ယောက်တည်တယ်ပြီးလက်နဲ့တလက်ဒိန်းစီရမီယာရှိတယ်အဲရုပ်တံကိုလည်းဒါတွေ့လိုက်ရလိမ့်မယ်ထင်တယ်ပေါ့နော်အဲအပြန်လန်ပြစ်ခတ်နေတဲ့တိုက်ပွဲပုံစံမျိုးလည်းတွေ့ရတာရှိတယ် တချို့ကြတော့လေဒီဥစ္စာနဲ့ပတ်သက်လို့ယုံကြည်မရှိဘူးဘာဥညာဟုဆိုပြီးဟိုဘက်ရက်ကကပြောတာမျိုးကြီးလည်းတွေ့ရလိမ့်မယ်ပေါ့နော်အဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်အောင်မြင်မှုရတယ်အဲပြီးတော့ကြတော့အဲကြည်ဖြုံးနေဆိုပြီးတော့ပြောတဲ့ဟာမျိုးကြီးလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့ဟိုတက်ဖွဲ့တွေအတွက်ကအသက်နဲ့ကြည်နေဆိုရင်ဘယ်ဟာသွားအရေးကြီးနေသလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေးတတ်ဖို့လိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တက်ဖွဲ့တွေကတကယ့်ကိုမိကောင်းဖခင်သားသမီးတွေပညာတတ်တွေပြီးရင်ခုနလိုတကယ့်လူငယ်အညွန့်လေးတွေပေါ့နော် အဲ့လိုလူမျိုးတွေကအခုလိုမျိုးဒါခက်ခဲကြမ်းတမ်းတဲ့လမ်းကိုရှောက်ပြီးတော့ဗောနော်ပြည်သူအတွက်တိုက်ပွဲဝင်နေရတဲ့အချိန်မှာသူတို့ကအရန်ဖို့တန်အဲ့ကြာခုနလိုခုနကြည်ဖြုံးနေဆိုပြီးအပြစ်မြင်နေတဲ့သူတွေအနေနဲ့လည်းမမြင်သင့်ပါဘူးဗောနော်အဓိကတော့သူတို့တွေဒီထက်ပိုပြီးတော့စွန့်ရည်တွေပြေဝလာပြီဆိုတဲ့အခါကြရင်ဒါမျိုးတွေယောနေသွားပါလိမ့်မယ်အဓိကတော့အဲ့လိုပေါ့အတွေ့အကြုံတွေကသူတို့ကိုတင်သွားလိမ့်မယ်ကျွန်တော်တို့ကအပြုတ်သဘောလေးတွေနဲ့ကောင်းစေခြင်းတဲ့ပုံစံမျိုးလေးတွေနဲ့ကျွန်တော်ကပြောဖို့လိုတယ်ဗောနော် ော်ကျွန်တော်တို့အတွက်ကိုတိုက်ပွဲဝင်နေပေးတဲ့သူတွေကိုကျွန်တော်တို့ကအာမင်းပြည်သူရဲ့ပတ်စံတွေကိုဖြုံးနေတယ်ဘာဖြစ်လဲညာဖြစ်လဲဒါမျိုးတော့ပြောရင်တို့နေရာမှာကျွန်တော်တို့ဆိုဘယ်လိုလုပ်မလဲပေါ့နော်တို့လည်းတိမ်မှာကြောက်တယ်ကြောက်တဲ့ဂျားတွေကမှတို့အသက်တွေကိုရင်းပြီးတော့အများအတွက်လှုပ်ပေးနေတယ်ဆိုတဲ့ကကျွန်တော်ကျွန်တော်ကဥညွတ်အလေးပြုအောင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကနီးမှန်လမ်းမှန်နဲ့ကျွန်တော်တို့တွေထောက်ပြပေးဖို့လိုတယ်ဆွဲခေါ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးမှာပဲဒါကြောင့်ဒါလူငယ်တွေကနားထောင်မှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့မင်းဘာဖြစ်လဲညာဖြစ်လဲဆိုတော့ ဒီခေတ်မှာများတော့ဘူးအဲအဲ့လိုလားအဲ့လိုမျိုးဟာမျိုးတွေဆိုလဲဒါကျွန်တော်တို့နည်းနည်းလေးတော့ဒါအကောင်းမြင်ပေးစေချင်တယ်ပေါ့နော်အဲ့တော့အဖွဲတွေကိုအာမဟုတ်ဘူးညီလေးတို့အဲ့ဒါကတော့ဒါဘယ်လိုလုပ်လို့ဖြစ်နေတယ်အဲဘယ်လိုဖြစ်နေတယ်အဲဒါမျိုးလေးမဖြစ်တော့ပိုကောင်းတယ်ဒါမျိုးလေးလုပ်လိုက်ရင်တော့ပိုမိုက်မယ်ဒါမျိုးပုံစံမျိုးလေးကျွန်တော်တို့ဆွဲခေါ်ကြမယ်ပေါ့နော်အားလုံးကစီစီလုံးလုံးနဲ့အကောင်းမြင်တဲ့စိတ်လေးတွေနဲ့အနာရှင်ကိုတွန်းလှန်ကြမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုကျွန်တော်ဖြစ်စေချင်တယ်ပြီးတော့တက်ဖွဲ့တွေရဲ့ကောင်းွက်တွေကိုလိုက်ကြည့်လို့ရတယ်ဗျာသူတို့အဲ့တုန်းကသူတို့နေရာရွေးချယ်မှုဆိုရင်တကယ်တမ်းပြောရင်လုံးဝ ဒါခြုံကိုတိုက်ခိုက်လို့ကောင်းမဲ့အနေအထားမျိုးပုံစံမျိုးသူတို့ရွေးချယ်တယ်ပေါ့နော်သူတို့ပြစ်ကွင်းပုံစံမျိုးထားထားတဲ့နေရာကကားငယ်ပုံစံဖြစ်တယ်အဲ့ဒီနေရာမျိုးကိုကားဖြတ်သွားတဲ့အချိန်မှာပြစ်ကွင်းအရှိအဟိလိုက်ပြစ်လို့ရတဲ့အနေအထားပေါ့နော်အဲဒါပေမဲ့သူတို့မှကြည်လိုက်သူတို့မှမပြည့်စုံဘူးជីကာအုတ်ထုတ်လေးတွေជីကာအင်းကြီးလေးတွေတော့မပါကြတဲ့အနေအထားမှာသူတို့တိုက်ပွဲဝင်နေကြတယ်အဲ့ကြဘာပဲပြောပြောဒီအောင်မြင်မှုဆိုရင်လည်းဒါကျွန်တော်တို့ကဂျင်းနဲ့ဝန်တာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ယုတ်တိရှိတာတွေမရှိတာတွေကိုကျွန်တော်တို့ခဏဖယ်ထားကြစေခြင်းနဲ့ပေါ့နော်အဲပြီးတော့သူတို့တိုက်ပွဲဝင်နေတဲ့ဟာတွေကိုကျွန်တော်တို့အတိအမှတ်ပြုစေခြင်းနဲ့ လမ်းတွေလွဲနေတယ်ဆိုရင်တော့မှကျွန်တော်တို့ထိန်းချောင်းပဲ့ပြင်ပြီးတော့ပြန်ဆွဲခေါ်တင်တယ်ဆိုတာလေးကိုလည်းကျွန်တော်ဒီနေ့အကြံပြုချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဂုံယူစရာပေါ့နော်ကျွန်တော်တို့အမေစုပေါ့အဲ့ဒါကတော့ဒါပြည်သူ့ကွန်ရီစုချီးမြှင့်ခံရတယ်ဒါ16ကြိမ်မြောက်ပေါ့နော်ဒါမျိုးချီးမြှင့်ခံရတာအမေစုချီးမြှင့်ခံရဒါပေမဲ့ तू ကလွတ်လွတ်လပ်လပ်ဘွားမျိုးနဲ့ချီးမြှင့်ခံရတာမျိုးမဟုတ်ဘူးအဲ့စုကိုလက်ခံယူမဲ့ तू ကဘယ်သူယူမလဲဆိုတာလည်းဒါမသိရသေးဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးစုချီးမြှင့်ခံရတဲ့ဆိုနေကိုကဒါကျွန်တော်တို့ကဝမ်းသာကုန်ယူရမယ့်အဖြစ်တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်မိတာက ဟောအဲ့လိုစုမျိုးကိုပေါ့နော်အဲ့လိုစုရမှာမဟုတ်ဘူးအဲ့ထက်များပြားတဲ့စုတွေကိုမင်းစုကရဖို့ရှိတယ်အဲ့လိုမျိုးဟာတွေကို तू က तू ကိုယ်တိုင်ကိုကြလက်ခံယူရတဲ့ပုံရိပ်တွေကိုပဲကျွန်တော်တို့ကမြင်ကွင်းတွေကိုပဲကျွန်တော်တို့ကမြင်ကျင်တာဗျာဒီလားအခုလိုမျိုးစစ်ကောင်စီရဲ့မတရားဖမ်းဆီး အခုလိုမျိုးဒါစစ်ကောင်စီမရောလိုင်းပေါ့နော်သူတို့ရဲ့မတရားဖမ်းဆီးအကျဉ်းချခြင်းခံထားရတဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့ကမမြင်ချင်ဘူးပေါ့နော်အားကြောင့်မလို့မေဆုအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်းကျွန်တော်ကဆုတောင်းနေဘာလို့လဲဆိုတော့သူ့မှာဒါအသက်80လဲပြည့်တော်မယ်ပေါ့နော်အဲ့လိုအနေအထားတစ်ခုမှာအခုလိုခက်ခက်ခဲခဲသူဖြတ်တန်းနေရတဲ့ဘဝမျိုးကျွန်တော်ကစိတ်လည်းမကောင်းဘူးပေါ့နော်အဲဒါကြောင့်မေဆုအမြန်ဆုံးလွတ်မြောက်ဖို့လိုတယ်အဲ့လိုလွတ်မြောက်ဖို့အတွက်ကကျွန်တော်တို့အားလုံးကခွင့်ရရှိတယ်ကျွန်တော်တို့အားလုံးချစ်တဲ့ခေါင်းဆောင်တယောက်လွန်မြောက်ဖို့အတွက်ကကျွန်တော်တို့အားလုံးနိုင်အောင်လုပ်ပေးနိုင်မှုလိုတယ်ပေါ့နော်အဲ့တော့ ကျွန်တော်နိုင်ပြီဆိုတဲ့နေ့ကကျွန်တော်တို့ကိုယ်တိုင်ထန်တီထောင်တကားတွေဒီအချုပ်တကားတွေကိုဖွင့်နိုင်မယ်နေရောက်လိမ့်မယ်အဲ့နေ့ကျရင်ကျွန်တော်တို့လုံးဝမတရားဖန်ဆီးခံထားရတဲ့သူတွေပေါ့နော်အဖိုးတန်လူတွေပြန်ပြီးတော့ထွက်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမေစုကဒီဟာဒီစုရင်မှာမဟုတ်ဘူးပေါ့နော်16ကြိမ်မှမဟုတ်ဘူးအကြိမ်တရာပေးလဲရမယ်ပုံကိုမျိုးပေါ့ဗျာဒါထိုက်တန်လွန်းနေပေါ့နော်ဒါကနိုင်ငံအကျိုးအတွက်ပြည်သူပြည်သားတွေအကျိုးအတွက်အမြဲတမ်းရှေ့ရှုပြီးတော့ သူ့ရဲ့သတင်းစကားတွေသူ့ရဲ့မိန်ခွန်းတွေဆိုရင်ကျွန်တော်တို့တလိတစားနဲ့နားထောင်ရတာပေါ့နော်အဲကြအဲ့လိုပုံပုံမျိုးအများဆုံးလွန်မြောက်ဖို့အတွက်ကိုကျွန်တော်တို့ drone တင်ရနေစူးစမ်းဖို့ရည်ကြီးတယ်ပေါ့နော်အဲကြဒါကတော့ဒါကြောင့်ဒီရက်ထဲမှာတည်ရတဲ့အကြောင်းအရာလေးတချို့ကိုအခုလိုမျိုးပြန်ပြီးတော့ဝင်ပြပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာ artist ဆရာတွေရှိတယ်စိတ်မကောင်းဖြစ်ဆရာတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့လည်းဝမ်းတာဆရာသတင်းကောင်းတွေကဇက်တိုက်ဇက်တိုက်လာဖို့ရှိပါတယ်ကျွန်တော်တို့ ပြောခွင့်မရှိသေးတဲ့အချိန်မှာတော့ခဏတီးခံပြီးတော့နေကြပါအောင်ပေါ့နော်ပြောခွင့်ရပြီဆိုတဲ့အချိန်မှာစိတ်ချကျွန်တော်တို့ကထိတ်ဆုံးကနေပြောမယ်ကောင်းနေပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တက်နိုင်တဲ့အလုပ်တွေကိုလှုပ်ရင်းနဲ့ကျွန်တော်တို့တော်လိုင်းပန်းတိုင်ရောက်တည်ထိအတူတူရှေ့ဆက်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်